မန်လေးငလင်နဲ့ပတ်သက်လို့ကတော့ဟိုအခုအင်္ဂလိပ်ပြူသွားတယ်အခုအင်္ဂလိပ်ပြူသွားတယ်ဒါပေမဲ့အစ်စ်ပြန်ဆောက်အောင်ပါဗောဒီဒါပေမဲ့လူကတော့မထိခိုက်ဘူးအဲ့တော့မထိခိုက်တဲ့အခါကျတော့ဟိုဒါသူများရဲ့ဒက်ဆိုင်တော့တပန်းတားတယ်လို့ပြောရမှာဗောဒီဒါပေမဲ့အခုချိန်မှာတော့ဟိုအင်ပြူသွားတယ်ဆိုပြီးတော့လေငုတ်တူကြီးထိုင်ပြီးတော့ထိုင်ပြီးတော့ဆွေးနေလို့မရဘူးဒီနော်ကိုလို့ဆီယာရှီယာကိုလို့ရမယ်ကိုလုံးမကိုစားရမယ်ဆိုတဲ့ခက်မှာတော့ကို့အလုပ်ကတော့လက်ပတ်နေမှာပဲ ဒါလေးကအဆင်ပြေမှာပေါ့လေမန္တလေးအဆက်အသွယ်ပြတ်သွားတော့မန္တလေးကတိုင်ငယ်ချင်းတွေကိုငါအိမ်ကိုသွားကြည့်ပေးပါအောင်ဆိုတော့အိမ်ကိုဓာတ်ပုံရိုက်ပို့တော့မှဟာဘယ်ရောက်နေလဲမသိဘူးဖုန်းကလည်းမမလို့ရှိလုံးဝဆက်လို့မရအောင်အဲ့ဒါဆက်လို့ဆက်သွယ်လို့ရတာကြတော့ဒီဆက်ရဲ့ကြော်ပြီးနောက်ပိုင်းမှာဆက်သွယ်လို့ရတာသူတို့လည်းကြောက်နေကြတာပေါ့လေသူတို့ကကြောက်ပြီးတော့ဘသူ့ကိုမှသူတို့မဖြေရှင်းခြင်းမပြောပြခြင်းနဲ့ဟာဘုစိတ်ထန်အားရပါဖုန်းနဲ့မကင်ခြင်းအဲ့လိုပေါ့နော် တော့အကြောက်တရားအဲ့လိုပြောတာကျွန်တော်လည်းတော်တော်ဆက်သွယ်ခဲ့ရတာပေါ့ဟိုတကယ်တထေးကြီးကနေပြီးတော့မိသားစုရေဆုံးရှုံးပြီးလမ်းမမှာအိတ်နေရတယ်လမ်းမမှာအိတ်နေပြီးမဲ့လေမိုးကထရွာချလိုက်တော့လေရေပြန်ဆိုးရပြန်ဟောဒါအကြီးကြီးကျယ်ဆုံးသူတို့ဘဝမှာဒုက္ခသစ္စာတရားပေါ့နော်ဒုက္ခတွေကတော့သစ္စာရှိရဲ့ဘယ်တော့မှဒုက္ခမှာတတရရဒုက္ခဆိုတာမရှိဘူးဒုက္ခဆိုတဲ့အတိုင်းပဲပေါ့နော်အရင်ကမဟာတရားကိုရောက်တာအခုလည်းအဲ့လိုခံစားခဲ့ဘူးလေ မန်လေးငလေးနဲ့ပတ်သက်လို့ကတော့ဟိုအခုအိမ်လဲပြူသွားတယ်အခုအိမ်လဲပြူသွားတယ်ဒါပေမဲ့အစ်စ်ပြန်ဆောက်အောင်ပါဗောလေဒါပေမဲ့လူကတော့မထိကြိုက်ဘူးအဲ့ဒါမထိကြိုက်တဲ့အခါကျတော့ဟိုဒါသူများ design တော့တပန်းတာတယ်လို့ပြောအောင်ပါဗောလေဒါပေမဲ့အခုချိန်မှာတော့ဟိုအိမ်ပြူသွားတယ်ဆိုပြီးတော့လည်းငုတ်တူကြီးထိုင်ပြီးတော့ထိုင်ပြီးတော့ဆွေးနေလို့မရဘူးဒီနော်ကိုလို့ဆီယာရှီယာကိုလို့ရမယ်ကိုလို့မှကိုစားရမယ်ဆိုတဲ့ခက်မှာတော့ကိုအလုပ်ကတော့လက်ပတ်နေမှာပဲ ဒါလေးကအဆင်ပြေမှာပေါ့လေအဲ့တော့အိမ်ဆောက်မဲ့အမားတွေကလည်းအိမ်ဆောက်ရမယ်เนาะជីជីတို့ဘာတို့ကလည်းအိမ်ဆောက်မယ်ဆိုရင်လည်းသူအိမ်သူပြန်ဆောက်ရမယ်အခုတို့လည်းကိုတို့ကိုပြန်လုပ်ရမယ်ပေါ့လေအဲ့တော့ဟိုဒါကြီးကအလုံးနေမှာပဲမြန်မာနိုင်ငံကြီးကပြန်ပြီးတော့လဲပတ်သွားမှာလေเนาะဟိုထိုင်နေလို့တော့မရဘူးပေါ့လေဟုတ်တယ်မလားဟိုကိုချင်းလဲစားတယ်ဟိုလုံပေးစရာရှိရတယ်လုံပေးတဲ့နာလဲလုံပေးသွားဖို့ရှိရဲအာ ကိုတို့ဒီပြန်လဲထူထောင်ရေးမှာလည်းအိမ်ပြန်မဆောက်နိုင်တဲ့သူတွေကိုလည်းအိမ်ပြန်ဆောက်ပေးမယ့် plan လေးတွေလည်းရှိတယ်။ဒါပေမဲ့အခု meeting ထိုင်နေတော့မှာပဲဒီတိုင်းဒေသအစိုးရခွင့်ပြုချက်ကဘယ်လိုတွေရှိမလဲဆိုတာလည်းအခုကအစိုးရရဲ့ဟိုဟောခွင့်ပြုချက်ကိုလည်းကိုကလိုက်နိုင်အောင်မယ်လေ။ဒါဆိုတော့ကိုလှုပ်ရှင်တိုင်းလှုပ်လို့မရနိုင်ဘူးလေ။နော်အဲ့ဒါဆိုပြန်ကုန်မှာတူမလေးရဲ့အခွေးလေးတစ်ကောင်လည်းရှိတယ်။အဲ့ဒါဆိုတော့ကလေးတစ်ယောက်နဲ့ခွေးတစ်ကောင် ခုံပြီးပြေးရတာပေါ့။မဟုတ်ဘူးလုံးဝအဆက်အသွယ်ပြတ်သွားတာ။အဲ့ဒါကို မန္တလေးအဆက်တွေပြတ်သွားတော့မန္တလေးကတိုင်ငယ်ချင်းတွေကိုငါအိမ်ကိုသွားကြည့်ပေးပါအောင်ဆိုတော့အိမ်ကိုဓာတ်ပုံရိုက်ပို့တော့မှဟာဘယ်ရောက်နေလဲမသိဘူးဖုန်းကလည်းမမလို့ရှိလုံးဝဆက်လို့မရအောင်အဲ့ဒါဆက်လို့ဆက်တယ်လို့ရတာကြတော့ဒီဆက်ရဲ့ကြော်ပြီးနောက်ပိုင်းမှာဆက်တယ်လို့ရတာသူတို့လည်းကြောက်နေကြတာပေါ့လေသူတို့ကကြောက်ပြီးတော့ဘသူ့ကိုမှသူတို့မဖြေရှင်းခြင်းမပြောပြခြင်းနဲ့ဟာဘုစိတ်ထန်အားရပါဖုန်းနဲ့မကင်ခြင်းအဲ့လိုပေါ့နော် တော့အကြောက်တရားအဲ့လိုပဲသာကျွန်တော်လည်းတော်တော်ဆက်သွယ်ခဲ့ရတာပေါ့အကိုအမရဲ့ဟိုဟာပေါ့အကိုရဲ့ဟိုမမိသားစုရှိရယ်အကိုမိသားစုရှိရယ်ပြည့်ကြီးကြီးရှိရယ်ဟိုပါပေါ့ဟိုဘာဖြစ်အမျိုးတွေပေါ့ဘာဖြစ် ဒါကုတ်မိသားစုပဲဆိုတော့အကိုမန်လေးအိမ်ရောက်လို့ရှိရင်လေဟိုတယ်မှာတဲတာမချရဘူးအကိုတတ်တတ်တခန်းရှိရယ်ဒီကအဲ့အိမ်မှာပဲအိမ်တယ်အဲ့အိမ်မှာပဲစားတယ်ဆိုတော့အကိုအိမ်မှာပဲအမားတွေကတော့ဟိုပါပေါ့အခုလောလောဆယ်မန်လေးမှာမနေနဲ့ပြည်ဦးလည်းမှာရှမ်းရှိရယ်ပြည်ဦးလည်းမှာသွားနေလို့တော့ပြောထားဒါပေမဲ့သူတို့ကလည်းမန်လေးချက်တော့မန်လေးမှာပဲနေနေကြတယ်ဆိုတော့လူတိုင်းကတော့ကိုမြေကိုအိမ်ကိုရအောင်ချစ်ကြတာပဲပေါ့ဒါပေမဲ့လည်းအဲ့လိုယူရဲထားခဲ့ပြီးတော့သွားနေလို့မရအောင်လေရှင်းစရာရှိရရှင်းရမှာ အစိုးရဖဲဖြတ်ခိုင်းထားတဲ့ဟာတွေဖဲဖြတ်ပြီးတော့မှပဲသူတို့နေချင်းတဲ့နေရာမှာနေလို့ရမှာပေါ့လေရှိတာပေါ့ရှိတာပေါ့ရှိရဲအအကိုအကိုဆိုရင်အဲ့အိမ်အိမ်ကနှလုံးတောင်ရှိရလေတလုံးကကြတော့ငားတာအဲ့တလုံးငားထားတဲ့ဟာကြမပြူဘူးဒါပေမဲ့ဒီဘက်ကကြတော့ပြူသွားတာပေါ့အပြူသွားတဲ့ခါကျတော့အိမ်ငားထားတဲ့အိမ်ပြီးမှပဲသူကကတ်ဆောင်ပြီးတော့အဲ့ပြူသွားတဲ့ပစ္စည်းပုံကိုထိုင်ဆောင်နေတာထပ်ပြူကြမှာလဲကြောက်တော့ပစ္စည်းကိုလည်းဝေမကောက်ရဲဘူးထဲတော့ ဒါလိုတွေပေါ့နော်ဟိုဘဝခြောက်ခြားစရာတွေဖြစ်နေတာပေါ့မြန်မာလူမျိုးရဲ့မှာတော့မဟုတ်ပါဘူးတိနိုင်ငံတိုင်းကဘာရဲ့အတိုင်းမှာကက်ဆိုကကက်ဆိုင်နေတာပေါ့ကက်ဆိုင်နေတဲ့အခါမှာကိုရတော့ဟိုဘာသာတရားနဲ့ပြောမယ်ဆိုဘာသာရေးပို့လို့တဲ့နေလို့ပဲထင်ပါတယ်ကိုကတော့မခံစားတော့ဘူးဘာလို့လဲဆိုတော့ပြောတဲ့သူကလည်းပြောမှာပဲဆဲတဲ့သူကလည်းဆဲမှာပဲကိုမိသားစုအရေးကလည်းကိုမိသားစုအရေးပဲကိုမမရှာကိုမိသားစုဘာနဲ့စားမလဲနော် တော့ပြောရတဲ့သူကတော့တတ်ရှိရပြောပါစေပေါ့တော့ကိုလည်းကိုလုံးဆိုင်ရှိရလောက်အောင်ပေါ့လေအတွင်းအထင်မြင်ယူဆတွေကလူတိုင်းမှာထင်မှိုင်မြင်မှိုင်ခွင့်ရှိတယ်ပေါ့အော်မတူညီတဲ့ဟာတွေကိုလိုက်ညှိပြီးတော့ပြိုင်ညင်းမနေတော့ဘူးအချိန်လည်းကုန်တာပေါ့လေအဲ့တော့ သူလည်းဆဲเสียရှီရဆဲပါစေကိုလည်းကိုလုံးเสียရှီရကိုလုံးအောင်ပါပဲလေ။ညနေထူတောင်ရင်မှာတော့ကျွန်တော်တို့တက်နိုင်တဲ့တမရတော့ကျွန်တော်တို့ကစူးစမ်းပြီးပါဝင်သွားမှာ။အခုဆိုလည်းကျွန်တော် bright tie လိုက်လုပ်တယ်။တက်နိုင်သလောက်ပေါ့လေ။အဲ့လိုလေးလိုက်လုပ်တယ်။ဟိုအဲ့ဒါလည်းကောင်းမမြင်မနဲ့ဆဲမယ်ဆိုလည်းဆဲလို့ရတယ်လေ။လူတိုင်းကတော့ဖះတော်မှာအပြောဆိုမလို့အကွာဖះမဟုတ်ဘူးလေ။နော်ဖះတော်လည်းမဖြူစင်ဘူး။တန်ခါတော့လည်းမဖြူစင်ဘူး။အကွာလည်းလူတွေကလူဖြစ်တဲ့အတွက် ပြောကြမှာပဲဒါပေမဲ့ဟို carry order ပတရားနဲ့တော့ကိုက်ညီအောင်တော့နေရတာပေါ့အဲ့လိုကိုက်ညီအောင်မနေရင်တော့အစဲခံရတာတော့အရန်ရှက်ဖို့ကောင်းတာပေါ့လေအခုမိသားစုပဲတောက်လျှောက်ချိန်ပေးနေတယ်ဒါကလည်းဟိုဒီပွဲကကြတော့လေအကိုရောပတ်စံမရဘူးဒါလူမှုရေးပွဲဖြစ်တယ်နောက်ပြီးတော့ဒါအကြီးကျယ်ဆုံးကိုလူချောတို့မိသားစုရဲ့စုပေါင်းရှင်ပြူရဟန်းခံပွဲဖြစ်တယ်အဲဒါကြောင့်မို့လဲအကိုကလာပြီးတော့ပါဝင်ပေးပြတာပါတခြားအလူပွဲတခြားပျော်ပွဲရှင်ပွဲဆိုရင်တော့အကိုပါဝင်ပေးဖို့ အစီအစဉ်မရှိပါဘူးအဲ့ဒါကြောင့်အကိုတို့လေဟိုအတိအကျအကိုတယောက်တည်းမဟုတ်ပါဘူးဟိုအကိုအကိုတို့တကယ်ချင်းနေစုပေါင်းပြီးတော့လုပ်ဖို့လေးရှိတာပေါ့လေဒါပေမဲ့သူတို့ရဲ့သဘောဆန္ဒအားလေကသူတို့ဘလောက်မတည်လဲဆိုရင်ပုံမှန်မူတည်ပြောမှာအကိုကအင်းတလုံးကိုပြန်ပြဘလောက်ထိဆောက်ပေးနိုင်လဲပေါ့နော်သူဘယ်လိုပြောမလဲသူတို့အရင်အိမ်လိုတော့ကွာကြီးကျဲခန်းသားဆိုတော့ဆောက်ပေးနိုင်မှာမဟုတ်ဘူးပေါ့ဟိုဒီလိုလေးပဲဟိုထိုင်ရန်ကနဲ့ပဲဆောက်ပေးနိုင်မလားအသားမဟုတ်ပဲဟိုဒီ ဘယ်လိုလဲ steel frame နဲ့ပဲဆောက်ပေးနိုင်မှာ structure နဲ့ပဲဆောက်ပေးနိုင်မှာအဲ့လိုလေးကိုကပြန်တော့မှာနောက်ပြီးဘယ်လိုလူမျိုးဆောက်အောင်ဒီမှာလဲဆိုရဲအစအစအကိုတို့ဒီစီမင်းစီကတ်နေရာမီတင်းတွေအများကြီးထိုင်ရအောင်ပါပါ။အဲရန်ခံစားရတယ်မြင်ရတာတွေကလည်းစိတ်မသက်သာရအောင်။ဘာလို့လဲဆိုတော့ဟိုတကယ်တထေးကြီးကနေပြီးတော့မိသားစုတွေဆုံရှုံပြီးတော့လမ်းမမှာအိတ်နေရတယ်။လမ်းမမှာအိတ်နေပြီးမဲ့လည်းမိုးကထရွာချလိုက်တော့လေရေပြန်ဆိုးရပြန်။ဒါအကြီးကြီးကျယ်ဆုံးသူတို့ဘက်မှာ ့ဒုက္ခသစ္စာတရားပေါ့နော်ဒုက္ခတွေကတော့သစ္စာရှိရဲ့ဘယ်တော့မှဒုက္ခမှာတတရရဒုက္ခဆိုတာမရှိဘူးဒုက္ခဆိုတဲ့အတိုင်းပဲပေါ့နော်အရင်ကမဟာတရားကိုရောက်တာအခုလည်းအဲ့လိုခံစားခဲ့ဘူးလေအကိုဗစ်တုန်းကလည်းကိုသုံးကာထိရဲအဲပြီးတော့အများကြီးပေါ့နော်ဟိုအများကြီးအများကြီးတောက်လျှောက်လေဟိုဂျေးဘေးဆိုတဲ့ပါအရာပဲနော်အဲလိုကိုယ်ဉာဏ်ပါပါဝါကိုခံစားရတယ်ဟိုသူများဉာဏ်ပါဝါလည်းကိုခံစားရတယ်ဘာလို့ဆိုတော့ကိုနိုင်ငံကိုလူမျိုးကကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အသွေးသားပဲဒီနော် ဟိုဟိုကိုယ်သာဆဲရင်ဆဲနေကြမှာလေ။တော့ကိုယ့်ရဲ့အသွေးသားတွေထိရဲ့အခါမှာတော့ဟိုခံစားရတာပေါ့လေ။ဒါကတနိုင်ငံလုံးပဲနေပါပေါ့။ကြီးတဲ့လူတိုင်း၊ရှားမြင်ရတဲ့လူတိုင်းဟိုစုတ်တတ်တတ်နဲ့အဲ့လိုမျက်ရည်ဝဲပြီးမျက်ရည်ချရတဲ့အခြေဖြစ်တာပေါ့။ကိုယ်ဆိုသခိုင်းသားကြီးကြိုတော့ကို all round ဝဲ။သခိုင်းမန္တလေးဆိုတာအကိုခွဲခြားလို့မရဘူး။တော့ကိုအကိုကဒီမန်လေးငငယ်တော့လည်းမန်လေးတို့သခိုင်းတို့မှလည်းနေတာအောင်။ဟိုလိုမုတ်မုတ်ကုတ်မှလည်းအကိုတို့အလဲသွားမို့ဟိုဘုကုတ်မှလည်းအမျိုးတွေရှိရဲအဲ့လိုမျိုးပေါ့လေ။ ဆိုတော့ဒါအဲ့ရာကတော့ခွဲခြားမြောင်မေးမျိုးဆိုတော့အကုန်ငယ်လေးရဲ့ကြီးပြင်းလာခဲ့တဲ့တောက်လျှောက်မျိုးတွေပေါ့နော်အဲ့လိုတွေထိခိုက်တယ်ဆိုတော့လည်းဟိုခံစားရတာပေါ့ဖေဘခစ်တဲ့မပ်ပါတာလို့ပဲပြောရမှာပေါ့နော်ဟောဆိုတော့ဒါကလည်းဟိုအတိတ်ကံလို့လည်းပြောလို့တော့မရဘူးပေါ့လေဒါကတော့ဘယ်လိုပြောရမလဲဒီတဘာဝဘေးရဲ့ရက်ဆက်မှုပေါ့မိသားစုရဲ့ရုပ်တရက်ခွဲလိုက်တာပေါ့အဲ့လိုပေါ့ပြောရမယ့်စကားတော့တော်တော်လေးရှားပါတယ်အဲ့ ဒီမိသားစုဝင်တွေဆုံးရှုံးတဲ့အတွက်ကိုကိုရိုင်းလည်းအဲ့လိုဆုံးရှုံးခဲ့မယ်ဆိုရင်ဟိုကိုရမ်းခံစားမှာပေါ့နော်ဒါပေမဲ့ဟာ never surrender ပါလို့ဟာဒါတော့ဟိုအခုဒီပေါ့နော်ဆိုတော့အဲလုံးကပြောပြခဲ့စကားလေးကိုပဲပြန်ပြီးတော့ sharing လုပ်တာပါတကယ်စိတ်သက်သာရင်အောင်မြင်ဖို့တကယ်နောက်ကြရတဲ့အဲ့တော့အခုကစိတ်သက်သာကြရတဲ့ဟာမဟုတ်တော့ဘူးเนาะပြင်နောက်တဲ့အထိစိတ်ညစ်နေရတဲ့ဟာဖြစ်တဲ့အခါကျတော့ ဘတော်မှာလည်းစိတ်တက်မကြပါနဲ့ဟိုပြီးခဲ့တာလည်းပြီးသွားပြီပေါ့နော်အဲ့တော့ကိုတကူကြီးတကာရအသက်ရှင်ဖို့ကိုကလူပီသားဖို့ဆက်ပြီးတော့လူပီသားဖို့သာသနာပြုဖို့အတွက်ကိုတကူကြီးတကာရဆက်လက်ပြီးရှင်သန်ပေးပါအောင်လူသားတွေကိုလည်းဒီသားစုတွေမရှိတော့ပေမဲ့လည်းဟိုကျန်တဲ့ဒီမြန်မာပြည်သူပြည်သားတွေပြည်내ဒုက္ခရောက်နေတဲ့သူတွေအပြစ်တာငဲနေတဲ့သူတွေကိုသွားပြီးတော့ပရိဒတ်လုပ်နေတဲ့ ိုမြတ်တာတက်တွေရယူနိုင်ပါတယ်ချစ်ခင်နိုင်ပါတယ်လို့ဟိုအကောင့်တဲ့ဘက်မှာစ조사ပြီးတော့ရှင်းတန်တဲ့အခါကျရင်မြတ်တာတရားတွေဒီဟာတွေကပုံမှန်ပြန်ဖြစ်ပြီးတော့ပုံမှန်လည်ပတ်လာမယ်လို့ယုံကြည်ပါကျွန်တော်ပြောတတ်လို့ပြောတာပါပဲဟုတ်